အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့အကြောင်းမရှိအပြစ်ရှားပြီးတော့ထမင်းစပွဲတွေမှောက်ချကနပန်းလုံးသေးရတဲ့အကြောင်းပြပြလာတဲ့အန်တီရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကထွေးနော်လေး channel မှာပြန်လေးကြိုဆိုလိုက်ပါသေးဗျာ ဟာပေါ့ရဲညို့ခန်းထဲမှာသွားပြီးတော့ကျွန်မအမျိုးသားရဲ့ uniform တွေထဲတဲ့တစ်တာကိုဖွင့်တဲ့အချိန်မှာကျွန်မဟိုးအောက်ဆုံးကသတင်းစာရဲ့အောက်ဘက်မှာအဲ့ဒီဖောင်းဖောင်းလေးတခုတခုတွေ့လို့ကျမကနေပြီးအဘိုးစားတွေအကုန်လုံးထုတ်ပြီးတော့သတင်းစာကိုလည်းလှန်လဲလှန်ကြည့်လိုက်ရော။မတွေ့လဲဆိုတော့အဲ့ဒီမှာစက်ကူရဲ့အညိုလေးအဲလက်တော်ဟာလောက်ရှိတဲ့စက်ကူရဲ့အညိုလေးမှာဟိုဟာပေါ့ထည့်ထားတဲ့ဓာတ်ပုံကြီးတွေ့တာ။ ဓာတ်ပုံတွေထဲမှာဆိုလို့ရှိရင်ဟိုဟာပေါ့အမျိုးသားရေသူ့တငယ်ချင်းတွေရေနဲ့ဒီအမျိုးသမီးနဲ့ရိုက်ထားတာတပုံနဲ့ပါပြီးတော့ဂျန်တဲ့ပုံတွေကြတော့ကျမအမျိုးသားနေပြီးတော့အဲသူ့ဖတ်ထားတာတွေအဲ့လိုပေါ့နော်နှစ်ယောက်ပြုံးရွှင်ကြည်နူးပြီးတော့ရိုက်ထားအလုံးမောင်းပုံဟောလောက်ရှိမယ်ဆယ်ပုံဆယ်ပုံလောက်ရှိမယ်ပေါ့နော်အဲ့မှာဟိုတချို့ပုံတွေဆိုရင်လေပါလီကိုနမ်းနေရပါတော့เนาะ ကျွန်မလေကျွန်မမျိုးသားနဲ့အဲ့လိုပါနန်းနာတို့နဖူးနန်းနာတို့ကလေးအမိတော်မှာကျွန်မမရိုက်ဖူးခဲ့ဘူးပေါ့နော်အဲ့မဲ့ तू ကပျော်ပျော်ရွှင်ရွှင်ရိုက်တယ်ပေါ့ကွယ်ရိုက်ထားတဲ့ပုံလေးเออย้ายท่าได้เฉยอ่ะหัวเราญาญ่นี่เอ6นายกว่า9นายไปมั้ยมะแน่โมลินเนาะย้ายท่าတော့မဟုတ်ဘူးย้ายท่าတာဘယ်မှာလဲဆိုတော့ကရဝိတ်ကရဝိတ်မှာလို့ကျွန်မအဲတိတယ်ပေါ့เนาะတိတာကလည်းနောက်မှအဲစုံစမ်းပြီးတော့တိတာပါတွေ့ရဲ့အချိန်မှာကျွန်မ အရန်ပျော်သွားတယ်တိလားအော်ဘယ်မျိုးသမီးမဆိုပေါ့နော်ကို့အိမ်တော်ဘယ်ကြီး ਨੇ တခြားမျိုးသမီးရိုက်ထားတဲ့ပုံမျိုးတွေ့ရင်တော့စိတ်ဆင်းရဲကြမှာပဲကျမကဘာလို့ပျော်သွားလဲဆိုတော့လေသူအေးတာလည်းမဟုတ်ဘူးရှင့်ဟိုပေါ့ကျမကိုတတ်တည်မခိုင်လုံဘဲနဲ့မဆွတ်ဆွဲနဲ့လို့ပြောတဲ့စကားကိုကျမမှတ်မှတ်မိနေတဲ့အတွက်ကြောင့်ကျမတတ်တည်လို့ချင်တာ ကျမလေးအဲ့ဒီဓပုံထုတ်ကလေးကိုတခါကြွကြွပါအောင်ခိုင်းသူပစ္စည်းလေးကမန်းကန်းပြန်ထည့်တစ်တားလေးပြန်ထည့်ပြီကျမအဲ့ဒီဓပုံထုတ်ကလေးကျမကြွကြွပါအောင်ယူပြီးတော့ရင်ဘတ်မအောင်တခါလေးလူမျိုးကိုင်ပြီးတော့ကျမအခန်းထဲပြန်လာပြန်လာပြီးတော့ကျမဘာလို့လဲဆိုတော့ကျမအဝတ်ထဲတဲ့ဗီဒီယိုကဟိုဟာပေါ့ဟိုထမိန်တို့အင်ကြီးတို့သူအထက်လေးနဲ့ထပ်ထားတယ်ကွာကျမပြီးတော့အဲ့မှာဟိုအင်ကြီးအထက်ရဟိုအောက်ဆုံးအောက်ဆုံးဂျောင်းလေးကိုကျမတေချာလေးထည့်ပြီးတင်လိုက်ကော ပြီးတော့ဒီအပိုင်းမှာပြောစရာကျွန်မဆွဲချိုးပြန်မတွေ့ပါဘူးเนาะပြန်မတွေ့ဘူးဆိုတာတကယ်တမ်းယူအားပြီးပြီဆိုရင်ဆွဲပစ္စည်းတစ်ခုဆွဲချိုးမှမဟုတ်ဘဲဟာပဲဖြစ်ပျောက်ပြီးဆိုရင်ပြန်တွေ့ဖို့ကတော့လောလောဆယ်မလွယ်ပါဘူးရှင့်မတွေ့ပါဘူးအဲ့မှာမဖြစ်လဲဆိုတော့ဒေါ်တန်ကဟိုပါဗောကျွန်မတို့မြင်းနီကုန်းအင်းပြန်တယ်ရောက်ခမ easy ပြန်ကြတယ်ကလေးလေးနေပြန်တယ်ဆိုရင်ဒေါ်တန်တက်မှာကြံခဲ့တယ်အဲတနင်္လာနေ့လို့ကျမပြန်လာပြီဆိုလို့ရှိရင်ဒေါ်တန်ကလေဟိုမျက်နှာမကောင်းဘူး ကျမကမေးတယ်ဗောအမင်းညာကိုကြီးတက်ဒီအိတ်တက်ကအိမ်မှာပြန်အိတ်လားဆိုတော့ဟိုသူပြန်မအိတ်ဘူးသမီးတဲ့ဒါပေမဲ့သူပြောတာတော့ဟိုမသိစေချင်ဘူးဗောနော်ကျမလည်းမပြောပါဘူးဘာဖြစ်လို့လဲဆိုတော့ဒေါ်တန်ကိုပြဿနာရှာမှာကျမအမျိုးသားရဲ့ဟိုဇယိုက်မှန်ဗာလဲဆိုတော့ तू က အဲ့လိုလေသူ့ရဲ့အကြောင်းတွေကိုတိသွားပြီဆိုတော့မဲတက်တဲ့အချင်းရှိတယ်ပေါ့နော်ဒါကလေကျမအိမ်အောင်သက်အဲ့အဲ့အချိန်မှာအိမ်အောင်သက်ဘယ်လောက်ရှိပြီလဲဆိုတော့20 21 22 23 4နှစ်လောက်ရှိပြီအိမ်အောင်သက်4နှစ်လုံးလုံးမှလည်းဟိုပျော်ခဲ့ဘူးလားဆိုတော့ပျော်ခဲ့ဘူးတာတော့အများကြီးမရှိဘူးထင်တာပဲမှတ်တာမမှတ်မိဘူးဘလို့ဒီပျော်ခဲ့ဘူးလဲဆိုတာပေါ့နော်အဲ့တော့ပြန်ပြန်မလာဘူးဆိုတော့ ဟိုပေါ့ तू ကနောက်ပိုင်းမှကျွန်မသိတာပါ तू ကဒီအမျိုးသမီးတနာကြောက်ကြောက်ထင်းနဲ့ပတ်သက်တာတော့မဟုတ်ဘူးအခုအနေခန်းအနေနဲ့ပါလာပြီကွာအနေခန်းအနေနဲ့ပါလာပြီပြီးတော့အဲ့တော့ဘာခစ်စားလဲဆိုတော့တိမ်ကြီးစေးဒီုံမှာကလပ်ပြီးစားဖွင့်နေအချင်းအဲ့ဒူဒူဒန်းဒန်းနဲ့သူတို့ကားတာကိုသူတို့ပျော်နေထင်ပါတယ်အဲ့ဒီမိန်းမတယုံယုံနေပေါ့နော်သူတို့ရဲ့ပျော်ရွှင်မှုကအဲ့ဒါဖြစ်ပါလိမ့်မယ်ကျမတို့ရဲ့ ဟိုအမျိုးသမီးတွေရဲ့ပျော်ရွှင်မှုနဲ့အမျိုးသားတွေရဲ့ပျော်ရွှင်မှုကတော့မတူကြဘူးပေါ့နော်ဒါကကျမရောက်ကြတိုင်းအမျိုးသားတိုင်းကိုကျမမပြောပါဘူးတကယ်ကောင်းမွန်ပြီးတော့မိသားစုပေါ်မှာချစ်ခင်ပေးတဲ့ယောက်ျားကြီးလည်းအများကြီးရှိပါတယ်ဒါပေမဲ့ကျမတို့မတွေ့ခဲ့တာပေါ့နော်အဲ့တော့ဘာလို့မတွေ့ခဲ့ဘူးလဲဆိုတော့ကျမတို့အသုံးချလို့ပါကျမတို့တွေကလူတစ်ယောက်ရဲ့အမျိုးသားယောက်ျားတဲ့ရဲ့အကြောင်းမသိတဲ့အချိန်မှာမသိဘဲနဲ့ကျမတို့ကဟောသူကိုယ်ချစ်တယ်ကိုယ်လည်းချစ်တယ်ပေါ့ short တွေ့တာမင်းတို့အိမ်တော်ကြီးက short တွေ့လို့မရပါဘူးအမြဲတမ်း အရှိပိုင်းမှာကျွန်မအများကြီးပြောခဲ့ပါတယ်။မျိုးသမီးတွေအတွက်ကိုကျွန်မပြောခဲ့တယ်။လေးလာပါအချိန်ယူပါ။ကျွန်မတို့ရာ short တွေ့လို့မရအောင်။အိမ်တော်ရေးကိုဘတော့မှ short တွေ့လို့မရပါဘူး။လူတယောက်ကိုလည်းဘတော့မှ short တွေ့လို့မရပါဘူး။ကိုယ့်ရဲ့ဟိုကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့ဇယိုက်ကိုယ့်ရဲ့နေခဲ့ကြီးပြင်းခဲ့တဲ့ပုံစံနဲ့တစ်ဖက်လူရဲ့ကြီးပြင်းခဲ့တဲ့ပုံစံသူ့ရဲ့စိတ်ကူးတွေအတွေ့အကြုံတွေကျွန်မတို့ဘလို့မှထပ်တူမကြနိုင်ပါဘူး။တမအေးတဲ့မွေးတဲ့ကျွန်မနဲ့ကျွန်မညီမလေးနဲ့ဆိုရင်တော့မတူကြတာကြီးအများကြီးကွာ။အဲ့တော့ ကျမတို့တွေကအိမ်နောက်တစ်ခုကိုလင်းလင်းလင်းစလူပေါ့နော် ပြုတ်ဖို့လဲပြုတ်လို့ရှိရင်အမှားများပါတယ်ရှင်ဒါတော့မှကျမကဒီအိမ်နောက်ကြီးကိုကျမအိမ်နောက်ပြုတ်ဖို့ရည်ရွယ်ချက်နဲ့ပြုတ်ခဲ့တာမဟုတ်ပါဘူးကျမအသုံးမချလို့အိမ်နောက်ကြတာပါကျမညံ့ဖျင်းလို့အိမ်နောက်ကြတာပါအဲ့ဒီတော့ကျမဘသူ့ဥမာလည်းအပြစ်မတင်ပါဘူးဒါပေမဲ့ဟိုပါပေါ့ဒီကျမအမျိုးအခိအချိန်ထိကျမဒီဓာတ်ပုံတွေတွေအချိန်ထိကျမကဒီဟိုကျမအမျိုးသားနဲ့ကိုယ်ရွာဖို့အတွက်ကိုယတိဖြတ် ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ကျွန်မမချသေးဘူးမချသေးဘူးဆိုတာကျွန်မတူဝင်နေတာလည်းမဟုတ်ဘူးရှင်တိလားဟိုပေါ့အဲ့တော့မိဘတွေကလည်းနေမှာကျွန်မကလေဟိုပေါ့ဟိုဒီအိမ်တော်တစ်ခုအဆုံးသတ်ဖို့ decision ချဖို့အတွက်ကျွန်မကိုဘယ်လိုပုံစံနဲ့ဟို decision အဆုံးဖြတ်ချက်ချရမလဲပြီးရင်ကျွန်မဘယ်လိုရှေ့ဆက်ပြီးရှောက်ရမလဲကျွန်မဘာလုပ်လို့ရမလဲဆိုတော့ဟိုအကြံဉာဏ်ပေးမဲ့သူလည်းမရှိတယ်လို့ ျွန်မဘာလုပ်အောင်မသိတာပါတကယ်တော့သိလားအဲ့တော့အဲ့မှာဓာတ်ပုံကိုကျွန်မသိပြီးတော့ကျွန်မပုံမှန်မဲ့နေတယ်ကျွန်မရန်လည်းမရှာဘူးဒါပေမဲ့ဟိုပေါ့နော်လူတစ်ယောက်ရဲ့ဟိုပါပေါ့အရန်အောင်မြင်နေရတောက်ပါတဲ့နေ့တွေရှိတယ်လို့မုံတိုင်းကြတဲ့နေ့တွေဆိုတာလည်းရှိရပြလူတိုင်းလူတိုင်းမှာရှိတယ်အဲ့တော့အမျိုးသားကဘာဖြစ်လာလဲဆိုတော့ तू อ่ะအဲ့လိုပေါ့နော်ဟိုမကောင်းတာအများကြီးလှုပ်လာတဲ့အခါကျရင်တော့ဒီကိုလှုပ်တဲ့အလုပ်ရဲ့ ူတော့ကျတော့ပြန်ခမ်းလာပဲအဲ့မှာအဲ့နေကဟိုပါပေါ့ကိုစော်ထူးနဲ့သူတို့ညနေစာစားနေကျမအသေးချာပြင်ကျွေးပါတယ်ထမင်းဟရာစာအဲကိုကြီးကြိုက်တဲ့ဟင်းဆိုလဲကျမချက်ပေးတယ်ကျမဘလောက်ပဲဟိုอืมစိတ်ဆိုးဆိုးဒေါသထွက်ထွက် ကျမအဲ့လိုမျိုးအစားတောက်စားတဲ့အချိန်မှာဆိုရင်ကျမတောင်းချီတယ်ဗျတောင်းချီအောင်လုပ်ပေးတယ်အဲ့ဒီ သူတို့သူညကထမင်းသူအရက်လည်းတောက်နေကြတယ်အရက်တောက်နေပြီသူတို့အလုပ်ကိစ္စပြောနေရထင်ပါတယ်ကျမကဘာလဲဆိုတော့ကျမကလေးတွေဟိုညနေအဲ့6နိုင်ခွဲ9နိုင်ဆိုကျမပုံမှန်ဟိုခြင်စည်းဖြန်းနေဖြန်းနေဆိုတာကလေအဲ့နေ့မှရွေးဖြန်းတာမဟုတ်ဘူးအရင်နေ့တွေကလည်းဖြန်းနေကျမကလေးလေးတွေကိုကျမတို့အိတ်တဲ့အခန်းမှာချင်းလုံးတန်းစကားတတ်ထားပေးမယ်ကျမကလေးလေးတွေကိုချင်းကြိုက်ပါဆိုလို့ကျမခြင်စည်းဖြန်းနေအာလေးလုတ်လုတ်ဖြစ်တယ်ပေါ့နော်ငိုကိုရေကလုတ်တာအခုမှလုတ်တာမဟုတ်ဘူးအဲ့နေ့ကတတ်တိုက်ဆိုင်ဆိုင်ကျမတို့ထမင်းစားနေရလဲနည်းနည်းလှမ်းပါတယ်ရှင့် အဲ့ဒီမှာကျွန်မချင်းစေးအခန်းထဲကနေရတောက်တောက်ပဲအောက်ပဲလေးတွေကျွန်မဖျန်းနေတဲ့အချိန်မှာသူကဘာမှမပြောဘူးထမင်းစားနေထမင်းစပွဲယူဝုန်းငနဲ့ဆိုတုံချပလိုက်တာငါ့ကိုတဲ့အသေးတက်နေတာချင်းစေးဖျန်းပြီးတော့ဒီအစားတောက်တဲ့ချင်းစေးတွေဝင်ကုန်တက်တက်လုံးဖျန်းလာတာအများရန်ဖျန်းလာတာဘာမှမဖြစ်ဘူးနော်ဖြစ်ချင်တော့ချင်းစေးဖျန်းလာနေငါ့ကိုအသေးတက်နေတာဆိုထမင်းစပွဲယူမှောက်ချပလိုက်ရောအဲ့မှာကိုစော်ထူရသူ့ဆိုဟဲ့မင်းအဲ့လိုမလုပ်ရဘူးတာမင်းအဲ့လိုမလုပ်ရဘူး ဘလောက်ပြောပြောမရဘူးရုံရင်းဆက်ခန်းနေပြာတိလားဟိုကျမကပဲလှုပ်ကြံတက်ဖြတ်နေတယ်လို့လို့ကျမထမင်းစားတဲ့အချိန်မှာထမင်းစပွဲကိုမှောက်ချတာထမင်းပကံပစ်ချတာအရင်မုန်းနေရှင်ကျမမကြိုက်ဘူးကျမလည်းမလုပ်ဘူးပေါ့နော်အိညာပြဿနာတော်တော်ကြီးကြီးမားမားဖြစ်ခဲ့ကြတယ်အိနေညာအဲ့ထမင်းစပွဲကိုမှောက်ချပြီးတော့ဘုံနိုင်ချဲတယ်ပေါ့နော်ကျမလည်း ဒေါသမထိနိုင်ဘူးနဲ့နပန်းဝင်လုံးမီရောဝင်လုံးမီတဲ့အခါမှာဟာသူကလည်းကျမကိုဆွဲဟဲလွားရထုဟဲထောက်ဟဲနဲ့တိလားကျမကလည်းမိရဆွဲပြီးတော့ကျမလည်းလောက်တာပဲကျမအဲ့လောက်ကြီးဒေါသထွက်ရတယ်ဆိုတာကလေတုံတောင်တော့ကျမမထွက်ဘူးရှင်အဲ့ထမင်းစပွဲကိုထမင်းပကံကိုမှောက်ချတာကျမကိုကတော့ပင်ပင်ပန်းပန်း အမျိုးသားအတွက်ဆိုရင်အမျိုးသားအတွက်ထမင်းဟင်းချက်ပေးတယ်ဒေါသန်ကဝိုင်းကူပေးတယ်ခလေးအတွက်ဆိုခလေးအတွက်ကျမလုပ်ပေးတယ်အဲ့လိုကိုကတကယ်စေတနာနဲ့ကောင်းကောင်းမွန်မွန်လုပ်ပေးရထမင်းစပွဲကိုမှောက်တာလောက်ထမင်းပုဂံကြီးသွန်ပစ်တာလောက်ဒေါသထွက်တာဘာမှမမြင်ဘူးအဲ့ဒါနဲ့ကျမလည်းနဘန်းဝင်လုံးတွေ့တဲ့ဟာနဲ့ကျမလည်းဆွဲရိုက်တာသူကလည်းကျမကိုထိုးလာကြိတ်လာလုပ်တယ်မှမရရအဲ့ပထမဦးဆုံးချိန်ပဲနောက်ပြန်ဆိုထိုးလာကြိတ်လာလုပ်ယုံနေမကအောင် ဘာအပြောသူသူ့ရဲ့ပစ္စတိုတနက်ကိုဆွဲထုတ်ပြီးတော့ကျမနှစ်ဖူးတိတ်ပြီးတော့ငါပြစ်တက်လိုက်ပါတယ်ပြစ်တက်ပါပြစ်တက်လိုက်ပြစ်လိုက်မပြစ်တက်ဘဲနဲ့ဘာလို့လဲဆိုအဲ့တနက်ရဲ့တနက်အောက်ကဒင်လို့ခေါ်သလားဘာလို့အဲ့ဒါနဲ့ကျမကောင်းထုတ်ထလိုက်ကိုဒီနှစ်ဖူးတက်တဲ့မှာအာလူဒီကနေတာမဟုတ်ပြီးတော့အိမ်မောထွက်သွားပြန်ရောကျမလေးအသားတွေဇက်ဇက်ဇက်တုံနေသီးလား အဲ့နဲ့ဒေါ်တန်ကျမတို့ဒေါ်တန်လေးငိုလိုက်သူကအရန်ကြောက်တယ်အတော်ကလေတိလာကျမကိုလည်းသူတော်တော်လေးချစ်ရှာပါတယ်တနာလည်းတနာတယ်တိလာဒေါ်မငိုနဲ့ရတယ်ဘာမှဖြစ်ဘူးဒါကဒီလိုပဲအဲဒါကျမမှာကြုံတွေ့ရမယ့်ကံပါလာတာဟိုဘောနော် ကျမတို့ရင်မသိတဲ့လူတိုင်းလူတိုင်းမှာအကြောင်းတရားတွေအများကြီးရှိမှထင်တာဗောနော်ကျမလည်းအရင်ဘွားကကျမမျိုးသားကိုဘာလုပ်ခဲ့လဲမှမသိတာဟုတ်တယ်ဟုတ်အဲ့တော့ကျမဘလောက်ဒေါသထွက်ထွက်ကျမ ပြီးရင်ကျမအိပ်လိုက်တယ်အိပ်ပြောင်းမနဲ့မိုးလင်းတော့ကျမဘာစဉ်းစားလဲဆိုတော့ကျမအိမ်ကထွက်သွားမယ်ပေါ့ကျမအဲ့23နှစ်ကြော်ကြော်ရဲမှာတွေးတယ်တွေးရကျမဘာပြုံးအဲ့နဲ့ကျမဒေါ်တန်းရဲကျမရဲပြီးတော့ကျမခလေးလေးနှစ်ကောင်းရဲအသားကြီးလေးရဲသားသားငယ်လေးရလာသားလေးပေါ့လာသားလေးရဲကျမအဲ့အဲ့အဲ့တောင်းလို့ရှိရဲ့အိတ်လေးတွေကိုကျမခလေးဝတ်စားလေးတွေရဲကျမဝတ်စားလေးရဲဒေါ်တန်းရဲဆိုကျမတို့ တက္ကစီငါဂိတ်အာရပီတက္ကစီငါခန့်လိုက်တဲ့ဂိတ်ကိုဖုံးဆက်ပြောလေဖုံးဆက်ပြီးတော့ကျွန်မမြင်နေကုန်းသွားမယ်ဦးလေးရေဆိုပြီးတော့အဲ့လိုငါခိုင်းတော့ဦးလေးရငါပြီးရကျွန်မမျိုးသားလေးကျွန်မမတွေ့ဘူးအဲ့ညရေကထွက်သွားလိုက်တာမနေ့တည်းလည်းပြန်မလာဘူးအဲ့နဲ့ကျွန်မဘာလဲဆိုတော့အဲ့တက္ကစီလေးနဲ့ကျွန်မသွားပြီးတော့အဲ့တက္ကစီဦးလေးရကျွန်မကျွန်မဘကိုးပို့ပေးပါလို့ဘာစိတ်ကူနဲ့ဘကိုးသွားခြင်းလဲကျွန်မမသိဘူးတိလားဘကိုးသွားပြီးတော့ အဲ့ရတဲခိုကန်တစ်ခုပဲတဲခိုကန်နာမည်တော့မမှတ်မိတော့ဘူးပေါ့နော်နှစ်30နီးပါးကြာခဲ့ပြီဆိုတော့မမှတ်မိတော့အမဒေါ်တန်းရဲ့ကျွန်မခလေးလေးနှစ်ကောင်းရဲ့ကျွန်တော်တဲကြရောတဲပြီကျွန်တော်မနဲ့ကြလို့ရှိရင်ကျွန်တော်တို့အမကားလေးငှားငှားပြီးလို့ရှိရင်ကျွန်မဖះရီလျှောက်ဖူးခလေးနဲ့လေဒေါ်တန်းကလိုက်ပြီးတယ်အနောက်ကနေခလေးလေးကခလေးလေးခလေးလေးအငယ်လေးကိုကျွန်မချီတယ်အကြီးလေးကိုဒေါ်တန်းကလက်ဆွဲတယ်ကျွန်မအဲ့ဒီအချိန်ကအာကျွန်မတို့ ကျမတို့သားမိကိုဖြစ်ပျက်ကိုပြန်တွင်းဘာနဲ့တူလဲသိလားတောင်မြင်လွတ်တဲ့ဟိုရွှေဟင်းသာအုပ်လေးလိုပဲသိလားအတွေ့အထိမှာလည်းဘာမှမရှိဘူးဘိုက်လည်းမစားဘူး ျမဒီကနေပြီးနည်းနည်းဝေးတဲ့နေရာတစ်ခုထွက်သွားခြင်းတဲ့သဘောပါပဲအဲကျမတို့သွားကြတယ်ကျမတို့တွေတက်မှာမရှိဘူးဆိုတာကိုလေဟိုတက်ကိုဖုန်းဆက်ကြောကျမတို့မြင်းနေကုန်းသွားတယ်ဆိုမြင်းနေကုန်းအိမ်ကလည်းကျမတို့အိမ်မရောက်လာဘူးကွယ်ကျမတို့အိမ်လည်းကျမမပြောင်းဘူးကျမကကျမရဲ့ဖြစ်တဲ့ကျမရဲ့ personal နဲ့အဖြစ်ပြက်တော်တော်များများကိုလေကျမမိသားစုကိုပြောခဲ့တယ်ဟိုပြောခဲ့တယ်ဆိုတာကလေကျမအဖေကကျမဒီအမျိုးသားနဲ့ယူတဲ့ချိန်မှာဟိုအရန်လဲစိတ်ဆိုးတယ်။ तू က तू သမီးအကြီးဆုံးလဲဖြစ်တယ်။ तू အားလဲအားကိုးတယ်ပေါ့နော်သူအများကြီးကောင်းကောင်းမွန်မွန်ဟိုဒီလိုမျိုးဘဝကိုလဲသူကတိဆောက်စေခြင်းနေပေါ့နော်ဒါပေမဲ့ယူပြီးတော့နှစ်နှစ်ကျော်သုံးနှစ်လောက်ထိကိုစကားကောက်ကောက်မပြောကျွန်မအဖေရှိရဲ့အချိန်ဆိုကျွန်မအိမ်ကိုကျွန်မမပြန်ရဲပါဘူးအဲ့တော့ဟိုပေါ့အဖေကငငယ်လေးကပြောရတဲ့ဟိုဟိုဟာပေါ့ကျွန်မတို့ဆုံးမလာတဲ့စကားတွေမှာဆိုကိုဖြစ်ကိုခံကိုလျှောက်ကိုလျှောက်တဲ့လမ်းကိုကိုကူပြီးအောင်လျှောက်ဟိုပေါ့ ကိုအားကိုကိုတတ်အောင်အမြဲတမ်းလေ့ကျင့်ပြီးတော့ဆုံးမခဲ့တဲ့အတွက်ကြောင့်ကျမကကိုဒီဖြစ်တဲ့ပြဿနာအဆအဆုံးတေးသေးလေးအဆဗျာကျမဘရောမှမပြောအဲ့ကျမဘကူမှဘယ်နှရကြာွားလဲဆိုတော့၃ရက်လားမသိကြာွားတယ်တည်လား၃ရက်ကြာပြီးတဲ့အချိန်ကျမအိမ်ပြန်ခြင်းရောကဲအဲ့နဲ့တော့တည့်ရေးပြန်ရမယ်ပေါ့နော်အာစိတ်တေလေလွင့်နေလို့ပဲပြောရမယ်တင်တယ်တည်လားကျမမပြောဘူးရေမပြောဘူးအတွေးတွေကလည်းလုံးဝဗလာနော် စိတ်ကူးတွေကလည်းဗလာအိမ်မက်လည်းမရှိဘူးပန်းတိုင်လည်းမရှိဘူးတလားကျွန်မအဲ့အဲ့ဒီလက်တလောအဲ့ဒီအခြေအနေမှာ ဖြစ်ခဲ့တဲ့ခံစားချက်ကလုံးဝဗလာဟင်းလင်းပြင်အဲကျွန်မမြင်နေကိုပြန်တဲ့ချိန်မှာရောက်ကမရစိတ်မဘယ်ရောက်တမီးရဲ့ဘယ်တွေသွားနေရလဲပေါ့အမေတို့ဘယ်ကိုလိုက်ရှာမှန်းလဲမသိဘူးပေါ့အဲ့တော့စမို့ပကိုးသွားတာ ဒေါသမှာပါတယ်ကလေးလေးနဲ့ဆိုတော့ဘာဖြစ်လို့လိုလိုရတာလဲမဟုတ်ဘူးဒီလိုပဲအမေဟိုကျမကျမအမျိုးသားနဲ့ဖြစ်တဲ့ဟာလေးကိုသူ့အမေအကုန်လုံးပြောပြလိုက်တယ်ပြောပြတဲ့အခါကျတော့ကဲတက်မပြောင်းနဲ့တော့နေတို့ဒီမှာပဲနေပေါ့နော်တာယူလည်းဘလို့ပြောလူကလေဘလောက်ပဲမိဘကဆုံးမဆုံးမနားမထောင်တဲ့သားသမီးကလည်းနားမထောင်ဘူးဗျာတိလာအဲ့တော့ဟိုအဲ့ဒီမှာနေဘကိုးသုံးရက်လောက်ကျမတို့တွေသားမိသားမိတွေပေါ့နော်ဒေါ်တန်းနဲ့တူကျမတို့ရှောက်သွား တက္ကစီငါအဲ့ခက်ကကျမပတ်စံဘလောက်ကုန်သွားလဲဆိုတော့ဘုကူက3ရက်လောက်နေတာ3သိန်းကျော်လောက်ကုန်တယ်တော့တိလာအမကားကိုကျမစက်တိုက်ငါတယ်အဲကျမပြီးရင်အဲ့တက်ခုကမှတဲတယ်ကျမဘာကြီးပြီးတော့ဖះမှာကျမခွားကြီးပတ်စံကြီးရှောက်ထက်ဒီကြီးလှူဖြစ်တာနှစ်သိန်းကျော်လား3သိန်းကျော်လားကုန်သွားတယ်တိလာအဲ့နဲ့ကျမမြင်ဒီကုန်းကြီးပြောက်တဲ့အချိန်မှာကျမမြို့သားရောက်လာပြီးတော့သူဘာမှမဟုတ်တယ်လို့နော်သူကျမကို ဘာမှရံမရှာတာလို့ပြဿနာမရှာတော့ကျမကိုမထုမရိုက်ထားတယ်လို့ပုံစံမျိုးနဲ့ပေါ့နော်မျက်နာလည်းမတရားပြောင်နေတိလားလူတွေကလေလူတွေကလေဟိုဘောပေါ့မကောင်းတဲ့အလုပ်တွေကိုမြက်ထက်ခါထက်ခါလှုပ်လာတဲ့အခါကျရင်လေသူတို့တွေကလေလှုပ်တင်လားမလှုပ်တင်သလားပြုတ်မှုတင်လားမပြုတ်မှုတင်သလားပြောတင်လားမပြောတင်လားတို့တို့မှမမြင်တော့ဘူးเนาะတို့ရဲ့အမှောင်ကစဖုံသွားပြီတကယ်ကိုမမြင်တာအရင်ကကျမ သဘောကျခဲ့တဲ့ကျမအမျိုးသားတယောက်ပုံစံလုံးဝမဟုတ်ပဲနဲ့ဟိုလေလုံးဝတခြားဒဇင်းတယောက်လိုပုံစံသူကအရန်ပြောင်းလဲသွားတာသိလားကျမဘာမှမပြောပါဘူးအားတဲ့ဟိုဟာတက်ပြန်လိုက်ခဲ့ကြတဲ့အဲ့တဲ့ဟိုဟာငါမှားသွားရင်တောက်မှန်နေပေါ့သူကသူဘာပြောကျမစိတ်ဆိုးတယ်လည်းမပြောဘူးဝမ်းနဲ့လည်းမပြောဘူးကျမဘာမှမဖြစ်ဘူးကျမစီမှာဗလာပဲရှိတယ်နော်ကျမရဲ့ခံစားချက်ကဗလာပဲကျမဒီကလေးလေးနှစ်ယောက်နဲ့ကျမအမေပြန်ပြန်တက်ရမလားကျမ တော်တော်ဇဝေဆိုတာဖြစ်တယ်တည်လားဟိုကိုကိုစားခဲ့တဲ့ဇလန်းတပုတ်ကိုကျမပြီးအောင်ကဖို့လိုတယ်ကျမအဲ့ဒီအတွေ့ပဲရှိရကျမဘာဆက်လို့အောင်မမ်းမမ်းမသိတာအဲ့ဒီအချိန်တွေကိုကျမဘာဆက်လဲလို့အောင်မမ်းမသိတာပေါ့နော်အဲ့ဒါနဲ့နေဒီကိုမှနေပြီးကျမတက်ပြပြန်သွားအောင်ပြပြန်သွားပြီနဲ့နောက်ပိုင်းအဲ့မှာအဲ့နေရာမမရေရဟိုပါပေါ့ဟို ကိုဇော်ထူးရဲ့ညီမတွေလည်းကျမနဲ့ခင်ပါတယ်သူတို့တွေလာတော့အဲ့ညဘာလာလောက်တာလဲမသိကိုဇော်ထူးစီလာတာဖြစ်မယ်လာတော့ကျမအပေါ်နေလှမ်းကြည့်တော့ကိုဇော်ထူးညီမဟိုသူတို့ကိုဇော်ထူးမှညီမနှစ်ယောက်ရှိတယ်သူတို့နှစ်ယောက်လှမ်းမြင်တဲ့အချိန်မှာဒါပုံမှန်လဲသူတို့ဒီအိမ်ဝင်ထွက်နေကြရောက်ခမကြီးအိမ်ကိုသူတို့လာနေကြဆိုကိုဇော်ထူးစီကကားတော့လာယူလာလားဘာယူလာယူလာလဲမသိပါဘူးသူတို့အဲ့လိုအထွက်ထွက်တဲ့အချိန်မှာ ကျမအပေါ်ကနေလှမ်းမြင်တော့ကြည်နေနေကျမဘာသွားမြင်လဲဆိုကိုစော်ထူးညီမရဲ့လယ်မင်းကအဲ့ဇောက်ဖြက်လက်လက်လက်ဆွဲချုပ်လို့သွားမြင်တာအဲ့ကျမအပေါ်ကနေလှမ်းမိရုပ်တရက်လေးအဲ့ခဏလေးနေအောင်ခဏလေးနေအောင်ဆိုပြီးကျမအိမ်ပေါ်တက်ကနေရောက်အဲ့ဒါနဲ့ကျမကနေပြီးတော့အောက်ကိုဆင်းပြေးပြီးတော့အင်းလို့စပယ်ရဲဘာဖြစ်လို့လဲတဲ့သူ့နာမည်ရွှေစင်လားဘာလားမသိဘူးကျမအဲ့လာတော့မမှတ်မိတော့ဘူးရှင်အဲ့ဒါနဲ့ဟာလို့ဒီဆွဲချိုးလေးဘယ်ရရတာလဲဟင်းလို့အဲ့လိုမျိုးဘာဖြစ်လို့လဲတဲ့ဝယ်ထားတာပါတဲ့အဲ့ဒါနဲ့မဟုတ်ဘူးလို့ ဒါစပက်ဆွေချူနဲ့တူလိုက်တာပေါ့နော်အဲ့နဲ့ကျွန်မအတင်းမဲသိလားသူ့လည်းပြန်ဆွေချူကျွန်မတေးချာကင်ကြည့်တယ်လော်ကက်တီးအားစားကျွန်မဒီလိုလှုပ်ကြည့်တာအဲ့နဲ့ तू ကလေအင်းနဲ့ဟိုအားတဲ့အမဝယ်ထားတာပါတဲ့ဆိုတော့ဘသူစီကဝယ်ထားတာလဲလို့မီးတော့အဲ့ပထမတော့မပြောဘူးပေါ့နော်မပြောဆိုတော့ तू လည်းကျွန်မတို့လည်းရန်ဖြစ်မှာဆိုလို့ဖြစ်မှာပေါ့လေအဲ့နဲ့ဆပက်ဆွေချူနဲ့အရန်တူတာပဲလို့ဒီဆွေချူမျိုးကလို့ဟိုဒီ ဟိုရွှေစင်တို့အဲ့လိုမျိုးလမ်းမတော်ကလမ်းမတော်ကရွှေဆိုင်မှာတော့မရှိဘူးလို့အဲ့ဒါလေးကလို့ရနောင်းဘက်ကဝင်တယ်လို့ဘတ်ရွှေလေးပါလို့လော့ကက်ကိုကျိုးကျွန်မမှတ်မိတယ်စပယ်မှတ်မိတယ်အမရဲ့လို့ဘသူဇာဝယ်ရလဲဆိုမှအဲ့လိုထက်ကတက်ကပြောမှသူကဘာပြောလဲဆိုတော့ကိုထိုက်လာရောင်းလာတာတဲ့ကြည့်စမ်းပါဦးဟိုလေကြောက်စရာကောင်းလိုက်တာနော်သူကပတ်စံလေး ပတ်စံနေသူကသူဘာတွေလုပ်မှလဲကျမတကယ်မသိပါဘူးကျမကလည်းဘတော်မှပြောသူပတ်စံဘလောက်ဝင်လဲကျမမသိဘူးစီးပွားရေးလုပ်နေတာကိုမြင်နေကြားတယ်အဲ့ဒီဟိုကိုရဲလာရင်ကျမမြင်နေသူတို့လုပ်ကိစ္စပြောတာသိတယ်ဒါတော့ပဲပတ်စံဘလောက်ရလို့ဘလောက်ဝင်နေဘာတွေလုပ်ပြလဲကျမမသိဘူးဒါပေမဲ့ကျမသိရတော့သူကတပတ်တပတ်ကိုဆိုလို့ရှိရင်3 4ရက်လောက်ကိုအဲ့လိုမျိုးဟိုစင်တင်သွားရတာနဲ့မဆက်သွားရတာနဲ့အဲ့ဒီ night club ပေါ်ကစားတင်ကြီးစေးဒီုံသွားရတာနဲ့ပေါ့နော် ပျော်နေကြတာသူတို့အရင်အပျော်ကြိုက်တာတိလားဟို fashion show ပဲဆိုလဲပါတယ်ကွာတိလားอืมအဲ့လိုဆိုတော့ဟိုနောက်ပိုင်းကျမတဖြည်းဖြည်းနဲ့ကျမဟိုဟာပေါ့ပြန်ကြားလာတဲ့ဇာတ်ရဆိုရင် तू ကဘယ်လိုလဲဆိုဥမာလာကုန်မှာပတ်စံရမယ်ဆိုပါစို့အဲ့ဒါကို तू ကလာစမ်းနေရ तू ကကြိုးတုံးလိုက်တာလိုရင်လိုတယ်လို့ဟိုကဆွဲဒီကဆွဲတုံးတုံးပြီးလို့ရှိရင်လာကုန်ရလို့ရှိရင်အကျိုးတွေပြန်ဆက်ဘယ်လောက်ကြောက်စရာကောင်းလဲနော်ဘယ်လောက်အန္တရာယ်များလဲကျမပြောတာလေကျမတဲ့အသက်ကြီးရဲ့အမျိုးသားတယောက်အရာရှိတယောက် เนาะသူတို့ရဲ့အုံနောက်ကအစီဝိုင်းရေးလောက်တာမိသားစုနဲ့ပတ်သက်လို့ထားတဲ့သဘောထားတွေအတွေးခေါ်အရန်ညံ့ချင်းတာပဲဟောကျမသူ့ထက်ငယ်တယ်ဒါပေမဲ့ကျမအဲ့လိုကျမစီဝိုင်းတစ်ခုကျမဘယ်တော့မှအဲ့လိုကပြက်ကရက်မလုပ်ဘူးငငယ်ရလည်းမလုပ်ဘူးအခုအတက်ရွက်ထိလည်းကျမမလုပ်ဘူးကျမဒီအလုံးနဲ့ပါစင်နဲ့အမြဲတမ်းခွဲထားတယ်အဲ့လိုမျိုးငွေကိုလည်းဒီမလိုလားအဲ့တဲ့အဲ့တော့ဟိုစကားပုံလိုပေါ့နော်ပန်နီတွေကလာတဲ့ ဟာပန်နီတွေပဲပြန်သွားတယ်ဆိုတာလေအဲ့စကားပုံတိုင်းပဲဘလို့ဘလို့ဆိုအုံနောက်လည်းမရှိဘူးသုံးဖြုံးမှုပဲစိတ်ဝင်စားတယ်ရရတယ်လို့သုံးပလိုက်တယ်မရသေးမရတယ်လို့ဆွဲသုံးတယ်ပြီးတော့အကျိုးရပြန်ဆက်ရတဲ့အခါမှာဒီငွေတွေကဘလို့လို့စုမိဆောင်မိမှာလဲဘလို့လို့စီးပွားဖြစ်မှာလဲစီးပွားဘလို့မှမဖြစ်နိုင်ဘူးဒါပေမဲ့အဲ့ကလေးကကျမလည်းမသိဘူးဘာလို့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 မှလည်းမသိဘူးကျမကိုလည်းမပြုံးအရေးရလို့ပြီးတော့မပြုံးမပြုံးဆိုတာကျမလည်းမမေ့ချင်ဘူးပြတိလား ဆိုမလိုအပ်တဲ့စကားတခုအပေါ်လိုစကားဟွာစာချက်မှသူမပြောကိုမပြောတော့တာအဲ့ဒါနဲ့အဲ့နဲ့သတိင်းခွဲနဲ့ဆိုလာနေရောင်းလာအဲ့တော့အဲ့နဲ့စပယ်ပြန်လို့ရှင်လို့လာရတယ်ဆိုတော့အဲ့အချိန်မှာအဲ့ဒီမတ်ရွှေစင်လားကိုစော်ထူးညမဆွဲရတဲ့ဆွဲကြွားလေသူကနေ့တိုင်းဆွဲတဲ့ထင်ပါလေတစ်ချိန်လုံးအမြဲတမ်းဆွဲရတဲ့ခါကျတော့ဟိုလေတနခါးတွေကဝင်းပြီးဆွဲကြိုးလေးကရောင်အောင်မှိန်နေပြီတလားကျမတို့ကဆိုကျမကိုဟာလေးကိုတံမိုးတထားဆွဲတာအဲ့နဲ့ရတယ်လို့မယူတော့ဘူးမာလို့ အဲ့လိုပဲပြောလိုက်တယ်ကိုစိတ်ထမအော်လို့ငါယောက်ျားပေါ့နော်ကိုမိမပစ္စည်းတောင်မှခိုးပြီးရောင်းစားရတဲ့အဆင်လားကွယ်အဲ့လိုအဆင်ပေါ့နော်ဒါသူ့ရဲ့အခြေအနေအမှန်ပဲဒါကျမတို့ကလက်မခံရင်လည်းကျမကလက်ခံရတော့မယ်ဟေးတော့တော်တော်ကိုအထင်သေးခဲ့တာတိလားကျမတော်တော်အထင်သေးခဲ့တာကျမအဲ့ဒီကျမမျိုးသားနဲ့ အိနာဝန်တဲ့တခြားလုံးမှာကျမအမျိုးသားစီကကျမတခါပတ်စံမခိုးဘူးအိမ်စိတ်ပင်းရှူလိုက်တယ်ဒါပေမဲ့ကျမအဲ့လိုခိုးပြီးတော့ဖွက်ထားမှလို့တိန်းထားမှလို့လုံးတက်ဘူးရောလုံးစရာလည်းမလိုဘူးလေဘာလို့မှလဲနော်ကိုလည်းဟိုကျမအဲ့ဒီအသက်20ကျော်ရွယ်တွေကကလတ်သွားစရာလည်းမလိုဘူးကလတ်လည်းမသွားဘူးစင်တင်လည်းသွားစရာလည်းမလိုဘူးမာဆက်လည်းကျမတခါမရောက်ဘူး တခြားဟိုလူတွေကိုအန်းစရာလဲကျမမှာဘာအကြောင်းမှမရှိဘူးကျမခလေးနဲ့ကောင်နဲ့ကျမဘဝနဲ့ကျမចောင်းစာနဲ့ကျမမိရောက်ခမအိမ်မှာနေရတဲ့တက်ကိစ္စလိုးရတာနဲ့ကိုကျမမှာခြားခြားကိုလဲနေတာအဲ့တော့သူ့ရဲ့အခြေအနေကအဲဘောငွေလိုတဲ့ ူငွေလိုမှာပေါ့လေသူရှောက်တုံးဖြုံပြီးရှောက်ပေးနေမှာပေါ့ဟိုသူတော်ကောင်းကြီးလုံနေမှာပေါ့ကက်တင်ရှင်ကြီးသိရမလားရှိသည်မဟိုအနေခံမိမဆိုလဲသူ့မှာတနာရတာနဲ့ကုညီတောင်းခိုင်းရတာနဲ့သူ့မလို့အုံအောင်မရှိရနော်မကြောက်မရွံ့နော် ကိုယ့်ရဲ့နာမည်တလုံးကိုယ့်ရဲ့တက်နေရာအထိပါပြောပြီးဒီအနှိတ်ခံမိန်းမတွေအားစလိမ့်စာပေးပြီးအကူအညီလာတောင်းဖို့ပြောရတယ်ဘလို့အုံနောက်နဲ့ညာဒီလိုစကားတွေဒီလိုအနှိတ်ခံမိန်းမတွေကိုသူပြောခဲ့လဲကျွန်မစဉ်းစားလို့မရဘူးဘယ်လောက်အန်တရယ်များရမလဲဒါကိုယ့်လည်းပင်ကိုဂျိုးခွင့်စွန့်နေရတည်လားကျွန်မအဲ့အသက်20ကျော်ရွယ်မှာတော့ကျွန်မသိတယ်ကွယ် तू မသိတာကိုကျွန်မအံ့အုံးမဆုံးတည်လားအဲ့တော့ဒီလိုလူတယောက်လူတယောက်ကဘယ်တော့မှမအောင်မြင်နိုင်ဘူးဘယ်တော့မှလည်းပျော်ရွှင်တဲ့ဘဝကိုမတည်ဆောက်နိုင်ဘူးနာမည်ကောင်းသောနာမည်ကုန်တဲ့နေ့လည်းဘယ်တော့မှကြော်စောနိုင်ဘူးတည်လား အဲ့ဒါဘာလို့လုပ်တာလဲ။ तू ပဲလုပ်တာလေ။ကျမလုပ်တာမှမဟုတ်တာ။ဒါပေမဲ့ तू ကသူ့ရဲ့ပြဿနာဘာလဲသိလား။တခုခုဆိုလို့ရှိရင်အဲပတ်ပတ်ပြီးကျမကိုရမ်းတယ်ကွယ်။ဒါကျမကလေဟို तू ရမ်းကိုရမ်းမရမ်းတက်တဲ့မိန်းမမလို့သိလား။နမို့ဆိုကျမတို့ကလေဟိုတစ်ချိန်လုံးနှစ်ပတ်လုံးရမ်းတက်ရင်လည်းလေကျမကလေးလေးတွေအရှိမလေ။ဟိုမြင်မကောင်းရှုမကောင်းတဲ့အိမ်တော်ကြီးဖြစ်မှသိကြပဲသိလား။ကျမကရမ်းရှောက်နေတုံတုံကျမအရန်တီးမခံနိုင်လို့သာကျမပထမဆုံးသူ့နှစ်ပတ်ပြန်လုံးကျမရှိတဲ့မြိုင်နဲ့ပြေးဆွဲရိုက်တာတပြက်စင်းနဲ့လည်းကျမပြေးရိုက်တာပဲ။ဒါ तू လည်းကိုယ်ကိုလောက်တာပဲလေ။ သူကိုယ်ကိုစလုပ်လို့ကိုယ်မခံနိုင်လို့ကိုယ်ပြန်နဗန်းတတ်တာပဲရှိတယ်။အဲ့တော့အဲ့ဒီမှာဟိုနောက်နေ့ကျတော့သူကျမအချိုတက်ပြီးတော့ကျမအချိုတက်မှလည်းသိပါတယ်။ဒါပေမဲ့ကျမဒီယောက်ျားနဲ့ဘယ်လိုကွာရှင်းရမလဲဆိုတော့ကျမသိသေးရတယ်တိလား။ကျမမနီးလန်းနေမရှိဘူး။လမ်းကြောင်းနေလည်းမရှိဘူး။ကျမဘယ်လိုလုပ်ရမလဲ။ဟိုပေါ့ငါဘက်ကတေချာသလား။ငါတကယ်ကွင်းနိုင်ပြီလားဆိုတဲ့ဟာမျိုးကျမအတွေ့အထဲမှာရှုပ်ရှက်ခတ်နေ။အရင်ကိုအဲ့ဒီအချိန်မှာကျမရဲ့အတွေ့အထဲကအရင်ကိုရှုပ်နေရကွာတိလား။အဲ့ဒါ နောက်နေ့ကျတော့အဲ့မှာတက်မှာတိုင်မှုကလို့ရနေစပယ်ရေးတဲ့ဒီမှာတက်မှာဒီလိုမျိုးရှိတယ်ပေါ့နော်လူကြီးခင်းစင်တွေရှိတယ်စင်းစစ်တွေလာပြန်လာခဲ့ပါလို့ပြောတော့ကျွန်မပြန်သွားတယ်ပြန်သွားပါတယ်အဲပြန်သွားတဲ့အချိန်မှာအမတက်ကိစ္စလူကြီးတွေစင်းစစ်တွေလာပြီဆိုကျွန်မတို့ကချက်ပြုတ်ပေးရတယ်ကွာချက်ပြုတ်ဝိုင်းလုပ်ပေးရတယ်ကျွန်မလုပ်ပါတယ်ကျွန်မမွေးရတက်မှာမွေးလာကျွန်မတက်အထာလဲကောင်းကောင်းနဲ့ပါတယ်ဆိုတော့ကျွန်မဒီ တက်ကိစ္စကိုလုတ်ပေးရတာတော့ကကျမတို့အစာဖွဲ့လောက်စရာအကြောင်းမှမရှိဘူးကျမလုတ်ပေးတယ်လုတ်ပေးပြီးနောက်နေ့မနေ့မှကျမတို့ဖန်ဟိုဟာဗောခမ205မှာအဖေဖေတိုင်းမှုဘွားနဲ့နေလာတဲ့ကခင်လာတဲ့အန်ဒီဒေါ်ကြီးသိန်းဆိုတဲ့အဖြူကြီးရှိတယ်အဲသူတို့မောင်မားနှစ်ယောက်ကဥနေအောင်ကအန်ဒီဒေါ်ကြီးသိန်းရဲ့မောင်သူတို့နှစ်ယောက်လူပြိုကြီးအဖြူကြီးတွေဟိုသူတို့ရကျမတို့နေရဖန်အမရရခင်ခဲ့တာကျမတို့တောက်လျှောက်ဆက်တိုက် အမြင်နဲ့အဆက်တည်းမပြတ်တဲ့ထဲမှာအဲ့ဒီမိတ်ဆွေတွေလည်းပါတယ်။ဟိုမိဘတွေနဲ့ပတ်သက်တာပေါ့နော်မိဘတွေကျွန်မနဲ့လည်းခင်တယ်။သူတို့ကဟိုးပြီးခဲ့တဲ့၃လလာလာမင်းတစ်ခါလာဘူးတယ်။သူတို့ကအင်းစိန်မှနေတာအထဲကျုပ်စိန်အောင်လာမင်းလို့အထဲကျုပ်စိန်အောင်လုတ်တယ်ပေါ့နော်။အဲ့ဒီတော့ကတော့မလုပ်လဲတော့မသိဘူး။ဒါပေမဲ့သူတို့စီးပွားရေးရမ်းလုပ်တဲ့အနေတော်ကြီးတိန်းတို့ကလာလေတဲ့အခါမှာကျွန်မမျိုးသားနဲ့သူတို့စကားတွေပြောတာကိုကျွန်မကြားလိုက်တယ်။ပြီးတော့အမျိုးသားနေအဲ့လိုမြေတွေပေါ့နော်ဒီမှာရောင်းမှုရှိတဲ့ဟာကြီးလိုက်ပြပေးမယ်လို့လည်းပြောတယ်ကြားပဲ။နောက်ပိုင်းသူတို့ဘလို့ချိတ်ဆက်ပြီးသွားလဲတော့မသိဘူး။အဲ့ဒီနေရာတက်ကိုရောက်လာတဲ့အခါမှာအဲ့ဒီကမျက်နာတော့မကောင်းဘူး။တမီးရဲ့တဲ့။ အနီးပြပြစာရှိလို့ပေါ့နော်အဲ့နဲ့ဟုတ်ကဲ့ပါဘာဖြစ်လို့လဲဆိုတော့သမီးမသိဘူးဆိုတာသိတယ်တဲ့ကျမအမျိုးသားကိုကြီးကနေပြီးတော့အဲ့ဒီမြေခွက်ဒီဝယ်ပြမယ်ဆိုပြီးတော့သူ့စီက350ယူထားတာတဲ့အဲ့ဒီခစ်ကအဲ့ဒါပေါ့နော်ဘယ်နေရမယ်ဘယ်ဘယ်ရွေးရမယ်ဆိုပြီးတော့တဲ့၃လနီးပါးလောက်ဖြစ်လာတဲ့အတွက်ကြောင့်တဲ့သမီးကိုလာတိပေးတာတဲ့ကျမတော်တော်ရှက်တယ်တိလားငွေကြီးနဲ့ပတ်သက်လာရင်ကျမကျမယောက်ျားနေအောင်ကျမကင်းအောင်နေတာဗျ။ ကျွန်မဘယ်သူမှလည်းငွေရေးချင်းနဲ့ပတ်သက်လိုက်အကူအညီမတောင်းဘူးမိဘတွေဇာတ်အောင်ကျွန်မအကူအညီမတောင်းဘူးကျွန်မအဆက်ဆုံးလောက်ကငွေချင်းငါချင်းအကူအညီတောင်းခြင်းမသိလား